စနစ်ကိုတော့မှတ်မိကြမှာပါနော်ကျွန်တော်ဒီ၃လုံး၃ညစောင်း၃လုံး၃ညထည့်သီး၃လုံးထည့်သီး၄လုံး၃ညနော်၃ညဖြစ်ရှင်ကို၃နှစ်သရိုက်တယ်အဲ့ဒီထဲမှာခုံရှင်းနဲ့စောင်းထိုးတယ်တင်နောက်ပြပုံစီနော်ဒီ၃လုံး၃ညစောင်း၃လုံး၃ညထည့်သီး၄လုံး၃ညနော်၃ည၃ချက်တယ်၃နှစ်သရိုက်တယ်အဲ့ဒီထဲမှာပဲခုံထည့်ရှစ်ထည့်နှစ်ထည့်ကိုစောင်းလိုက်ထိုးတယ်တင်နောက်ပြပုံစီနော် ဒီ၃လုံး၃ညဆောင်း၃လုံး၃ညထသိ၄လုံး၃ညနော်၃ညဖြစ်ရှင်ကို၃နှစ်သရိုက်ဆက်တယ်လေအဲ့နှစ်ထဲမှာပဲအဲ့၃နှစ်မှာပဲခွန်ရှင်းနှစ်လို့ထသိ၃လုံးကိုလိုက်ထိုးတယ်နော်ထသိဆောင်း၃လုံးလိုက်ထိုးတော့သုံးကပ်ပဲတင်းနောက်ပိတ်ပုံသေးတယ်နော်အဲ့ခွန်ရှင်းနှစ်လို့ဆောင်းထိုးတဲ့နှစ်ထဲမှာသူကနှစ်ခါကနှလုံးမဲ့ကစားတာနော်ဒီနောက်ဆုံးနှစ်ခါတော့မဟုတ်ဒုတိယမြောက်နှစ်ခါနော်ဒုတိယမြောက်နှစ်ခါတော့မဟုတ်နောက်ဆုံးနှစ်ခါလို့ကစားလိုက်တာနဲ့သူကနောက်ဆုံး၃လုံးကိုပုံသေး၆တယ်၆လို့ဖြစ်တဲ့ရင်တိုင်းမှာသူက၃ထိတ် အဲ့3ထိပ်လို့ခံပြီးတော့မှ4ထိပ်တည်တယ်အဲ့4ထိပ်ဒီဒီရလာ4ထိပ်နော်အဲ့4ထိပ်ကို4ထိပ်လို့တည်တော့မယ်ဆိုရင်သူကဒီမှာဒုတိယမြောက်နှစ်ခါရှိရမယ်2003လုံး6ရှိရမယ်သူရဲ့ရည်တယ်မှာလည်း3ထိပ်စီတည်ထားရမယ်နော်အဲ့လိုကစားပြီးမှသူက4ထိပ်ကိုလှမ်းတည်တာအဲ့လိုတည်တဲ့4အဲ့လိုတည်ခဲ့ရင်သူ့အောက်မှာသူကခွန်ထိပ်စီပုံတည်လိုက်တာအဲ့ခွန်ထိပ်စီနဲ့ထွက်တဲ့ခွန်3ရောက်6ဒီသူ့ပေါ်မှာထွက်ပြီးသားကဏ္ဍတကွတနည်းအားဖြင့်ပြကြကဏ္ဍဖြစ်ရမယ် ကျွန်တော်တို့အဲ့ဒီလေးထိတ်ကိုဒီမှာကျွန်တော်တို့ကလေးခါလို့လှမ်းတင်မှာနော်အဲ့လိုလေးခါလို့လှမ်းတင်လို့သူသောင်းမှာသူကနောက်ဆုံးနော်တပထမဆုံးလေးခါလို့ကျွန်တော်တို့ကလှမ်းရိုက်မှာနော်သူ့ပေါ်မှာကျွန်တော်တို့ကလေးခါမထွက်ခဲ့ဘူးနော်ဒီမှာပထမဆုံးလေးခါကိုလှမ်းတွင်အဲ့လိုလှမ်းတွေ့ဘူးပထမဆုံးလေးခါထွက်ဖို့လဲသူသောင်းမှာနောက်ဆုံး၃ခါလို့စီနီယာခါရှိနေရမယ်နော်အဲ့ဒီလေးခါရဲ့အကျင့်ကိုက်မှာလဲခွန်ခါပုံတွေရှိရမယ်နော်ဒါပထမလေးခါကိုယူတဲ့လူဝင်း point မှာ သူနဲ့ဆက်ဆက်တဲ့အထောက်တွေတော့အများကြီးပေါ့ဗျာနော်အဲဒီမှာလည်းကျွန်တော်ဒီတိုင်းပဲအဲ့ခွန်ရှင်းနဲ့လူဇောင်းထိုးတဲ့နှစ်ထင်းမှာသူနှစ်ခါစီနှလုံးတိကျကစားတာအဲ့ဒုတိယမြောက်နှစ်ခါသုံးမို့နောက်ဆုံးနှစ်ခါကစားတာနဲ့သူနောက်ထပ်သုံးလုံးဒီပုံဒီ6ပဲနော်အဲ့6ဖြစ်တဲ့ရင်ဆိုင်မှာသူကဦးနဲ့သုံးထိပ်ပြီးတော့၄ထိပ်လို့လိုက်တယ်အဲ့၄ထိပ်ရဲ့ဇောင်းမှာသူက၄ထိပ်ဒီပုံဒီလိုက်ခင်းတာပဲနော်သူရဲ့ဖရေရဲ့ ဲ့လိုခင်းသွားလို့သူကလေးထိပ်စီပုံစီလိုက်တယ်ပါလို့သူ့အောက်မှာသူကခွန်ထိတ်နေကဏ္ဍတကွယ်ခွန်6အဲ့ကဏ္ဍဒီသူ့ပေါ်မှာထွက်ပြီးသားကဏ္ဍဖြစ်ရမယ်တဏှာဖြစ်ပြန်ကြကဏ္ဍဖြစ်ရမယ်နော်ဒီမှာလည်းကျွန်တော်ခွန်ရှင်းနှစ်လို့ဇောင်းထိုးတဲ့နှစ်ထဲမှာသူကနှစ်ခါသည်နှလုံးမဲ့ကစားတာနော်အဲဒုတိယမြောက်နှစ်ခါသို့မဟုတ်နောက်ဆုံးနှစ်ခါလို့ကစားလိုက်တာ ਨੇ နောက်ထပ်သုံးလုံးစီပုံစီ6တာပဲနော်အဲ့6ဒီသူကသူ့ရဲ့အဲ့6လို့ဖြစ်တဲ့ရင်ဆိုင်မှာသူက 3ထိပ်4ထိပ်ပြီးတော့မှ5ထိပ်ဆိုပြီးစီနီယာထိပ်တွေကစားရတယ်နော်ပြောချင်တာတော့ဒီ၄ကစားတော့မယ်ဆိုရင်သူ့ဆောင်မှာစီနီယာကစားတော့မှာနော်စီနီယာတွေထောက်ထားတာခါကစားမယ်ဆိုရင်ခါစီနီယာထိပ်ကစားမယ်ဆိုထိပ်စီနီယာနော်အဲ3ထိပ်4ထိပ်5ထိပ်လို့ခံပြီးမှ4ထိပ်စီပုံတင်တယ်ဝါမှုပြောမှထွက်တဲ့ဒီကနန်းဒီခွန်ထိပ်စီပုံတင်နေဖြစ်ရမယ်အဲကနန်းဒီလေသူ့ပေါ်မှာထွက်ပြီးသားကနန်းတစ်ခွက်ဖြစ်ရမယ်တနည်းအားဖြင့်ပြန်ကြကနန်းဖြစ်ရမယ်နော်ဒါဒီစနစ်ကိုလို့မှတ်မိကြမှာအဲ့ဒီမှာကျွန်တော်တို့ကနော် ဒီလေးခါကိုဒီဒီလေးထိတ်ကိုဒီကျွန်တော်ဒီမှာလေးခါလို့လှမ်းတင်မှာအဲ့တင်မှုတဲ့သူဆောင်မှာနောက်ဆုံး၃ခါလို့ရှိရမယ်နော်စီနီယာခါရှိရမယ်သူနဲ့ကြင်ကိုင်းမှာလည်း9ခါပုံတည်ရှိရမယ်နော်ဒီမှာလည်းကျွန်တော်ဒီလေးခါကိုဒီထိတ်ကိုဒီမှာလေးခါလို့ကျွန်တော်တို့ကလှမ်းတင်တော့မယ်ဆိုရင်သူဆောင်မှာနောက်ဆုံး2ခါရှိရမယ်သူနဲ့ကြင်ကိုင်းမှာပထမဆုံး9ခါပုံတည်ရှိရမယ်နော် ီမှာလည်းဒီ၄ထိပ်နော်ဒီဝင်သွားတဲ့၄ထိပ်ကိုဒီမှာ၄ခါအဖြစ်ကျွန်တော်တို့ကပြန်ပို့မှာအဲ့လိုပို့ပို့တဲ့သူ့သောင်းမှာသူကနောက်ဆုံး၃ခါ၂ခါပြီးတော့၁ခါလို့ရှိရတယ်၁ခါတည်တဲ့တစ်ချိန်မထွက်တာဆိုတော့ဒီနေရာမှာဒီနေရာနော်အဲ့ဒီမှာကျွန်တော်တို့ကနောက်ဆုံး၃ခါရဲ့သောင်းမှာနော်ဒီ၄ထိပ်နဲ့ချိန်ကြိုက်မှာသူကနောက်ဆုံး၃ခါရဲ့ခံပြီးတော့မှ၄ခါလို့ပထမဆုံး၄ခါလို့ပြန်သွင်းတာနော်ဒီမှာလဲကျွန်တော်တို့ဒီ၄ထိပ်စီတဲ့အချိန်ကြိုက်မှာ ပထမဆုံး၃ခါပြီးတော့နောက်ဆုံး၃ခါပြီးတော့နောက်ဆုံး၂ခါအဲနောက်ဆုံး၂ခါရဲ့ဆောင်မှာပထမဆုံး၄ခါကိုကစားမှာနော်ဒီမှာတစ်ခါတစ်ချက်ပဲရှိတာဒီ၄ထည့်ရဲ့အကျင့်ကိုင်းမှာကျွန်တော်တို့ကပထမဆုံး၄ခါကိုရိုက်ဖို့အတွက်သူ့ဆောင်မှာဒါပထမဆုံးလည်းဟုတ်တယ်နောက်ဆုံးလည်းဟုတ်တယ်ဘာတစ်ချက်ပဲထွက်ထားလို့နော်အမှုကျွန်တော်တို့ကဒီတစ်ခါဆောင်မှာ၄ခါကိုပထမဆုံး၄ခါကိုရိုက်ကိုရိုက်မှာနော်။ဒါဆိုသူနဲ့ခြေကိုင်းမှာလဲအဲခွန်ထိတ်တွေရှိတယ်။ခွန်ခါးတွေရှိတယ်နော်။ အဲ့ဒီမှာကျွန်တော်တို့ဒီမှာထောင်ခဲ့တဲ့နောက်ထပ်သုံးလုံး6ကဒီမှာနောက်ပေါင်း6လို့လာခံပြီးတာအဲ့အဲ့နောက်ပေါင်း6ကိုဒီမှာဒီနှလုံး6လို့ပြန်ထည့်တာနော်သုံးနောက်ဆုံး3ခါလို့ကစားပြီးတော့ဒီနှလုံး6လို့ကစားတာဒီ6ကိုဒီသုံးလုံး6ကိုနောက်ပေါင်း6လို့ထည့်တယ်အဲ့ဒီ6ကိုဒီနှလုံးနောက်ထပ်နှလုံး6လို့ပြန်တည်တယ်နော်အဲ့တည်တဲ့နေရာမှာသူကသုံးနောက်ဆုံး3ခါကိုကစားခဲ့တယ်အဲ့မလို့နောက်ဆုံး3ခါရဲ့သောက်မှာပထမဆုံး4ခါကိုကျွန်တော်တို့ကလိုက်ဆော့မှာသူနဲ့ချိန်ကိုက်မှာလေခွန်ခါလို့ပုံသေးထောက်ထားလို့နော် ီမှာလဲကျွန်တော်တို့ဒီတိုင်းပဲဒီမှာကျွန်တော်တို့ဒုတိယမြောက်နှစ်ခါသုံးမနောက်ဆုံးနှစ်ခါခစားတော့3 6အဲ6ရဲ့အဲ6ကိုဒီမှာဆိုအကြီးကြီးပါနောက်ပေါင်း6လို့တည်းအဲနောက်ပေါင်း6ကိုဒီမှာနောက်ထောင်နှလုံး6လို့ပြန်ထည့်တယ်အဲ့ထဲနေရာမှာသူနောက်ဆုံးနှစ်ခါကိုခစားခဲ့တာနော်နော်နောက်ဆုံး၃ခါဒါနောက်ဆုံး၂ခါအဲ့နောက်ဆုံး၂ခါရဲ့ဆောင်းမှာမှာကျွန်တော်တို့ကပထမဆုံး၄ခါကိုကစားမှာနော်အဲ့၄ခါဒီမှာကျွန်တော်က၄ထိပ်ဒီပုံတည်အောင်ခဲ့တယ်နော် ဒီလေးထိပ်ကလေးထိပ်ကိုပို့ပြီးလေးခါကိုပြောင်းမယ်ဒီလေးထိပ်ကလေးထိပ်လို့ပို့ပြီးလေးခါကိုပြောင်းမယ်နော်အဲ့ဒါဒီမှာလဲကျွန်တော်ဒီတိုင်းပဲဒီမှာ903လုံး6အဲ့6ကိုလည်းသူကဒီမှာနောက်ပေါင်း6လို့ပဲကြေကိုက်မှလာတဲတာပဲနော်သူရဲ့ဒီလေးခါထွက်မဲ့ရေတိုင်းတစ်နှစ်ကျော်အဲ့6ကိုလည်းဒီနှလုံး6လို့လည်းသူက902လုံး6လို့လည်းပြန်ထည့်တာပဲအဲ့ထည့်နေရမှာနောက်ဆုံး3ခါနောက်ဆုံး2ခါပြီးနောက်ဆုံး1ခါဆိုဒီမှာ1ခါတစ်လုံးနဲ့ဆိုတော့ပထမဆုံးလည်းဟုတ်တယ်နောက်ဆုံးလည်းဟုတ်တယ် အာမူဒီတစ်ခါတစ်လုံးလေးရှိအတွက်ဒီနေရာမှာကျွန်တော်တို့ကလေးခါကိုမဖြစ်မနေရိုက်မှာနော်ပထမဆုံးလေးခါကိုမဖြစ်မနေရိုက်မှာနော်ဒီနေ့ချိန်ခိုင်းမှာလဲခွန်ခါးရီပုံတိရှိရယ်နော်ဟုတ်ပြီဒါကကျွန်တော်တို့ကဒါလေးခါယူတဲ့ပုံစံနော်လေးဖရိန်ကိုကျွန်တော်ခင်းပြတာနော်နောက်တစ်ချက်ကကျွန်တော်ထိတ်စီးထည့်မှာပဲနော်ထိတ်စီးထည့်မှာဆိုတော့ဘယ်လိုထည့်မလဲဒီလေးခါလို့သူကဒီလေးထိတ်ပေါ့နော်ဒီလေးထိတ်ကဒီကိုလေးထိတ်ပို့တာအောင်အဲ့ပထမဆုံးလေးထိတ်ရဲ့ရင်ဆိုင်မှာသူကဒီထိတ်အောင်သုံးလုံးဒီ၅ ထိထောင်ထိထောင်သုံးလုံးဒီငါအဲ့ဒီငါကိုသူကအဲ့ဒီကျွန်တော်ကနထောက်ခဲ့တဲ့ဒီခွန်ခါရဲ့ရင်ဆိုင်မှာဒီသုံးလုံးငါကိုဒီမှာသူကငါထိပ်ပါလို့ထိထောင်သုံးလုံးငါကိုခွန်ခါရဲ့ရင်ဆိုင်မှာငါထိပ်ပါလို့သူကလန်ထဲ့တယ်နော်အဲ့ဒီငါအဲ့ဒီငါထိပ်ကနေတော့ရင်ဆိုင်သုံးနှစ်ကျော်မှလည်းနောက်ပေါင်း၅ပါလို့သူကပြန်တည်တာနော်ဒီသုံးလုံး၅ကို၅ထိတ်တည်တယ်နောက်ပေါင်း၅လို့ပြန်ထည့်တယ်အဲ့ဒီ၅ကိုသူ့ရဲ့ဒီလေးခါထွက်တဲ့ချိန်မှာသူ့ရဲ့မြင်းကုန်မှာ 5ထိပ်ပါလို့ပြန်ထည့်ရှင်းတာเนาะအဲကျွန်တော်54တွဲ5ထိပ်4ခါเนาะဒါကတော့ဟိုပရိလေးကိုမကြိုက်ရင်တော့နောက်စီးဆွဲချပလိုက်ပေါ့เนาะဟုတ်ပြီဒီမှာလည်းကျွန်တော်ဒီတိုင်းပဲဒီမွေးစားခဲ့တဲ့၄ထိပ်အဲ့၄ထိပ်ရဲ့ရေတိုင်းမှာသူကဒီထိထောင်သုံးလုံးကို6အဲ့ဒီ6ကိုဒီခွန်ခါရဲ့ရေတိုင်းမှာ6ထိပ်လို့ပြန်လာတည်တာเนาะ6ထိပ်လို့ပြန်လာတည်ပြီအဲ့6ကိုရေတိုင်း3နှစ်ကျော်မှာပဲ နောက်ပေါင်း6လို့ပြန်တည်တာအဲ့ဒီ6ကိုဒီမှာသူ့ရဲ့မြင်းကုန်မှာလေးခါထွက်တဲ့ချိန်မှာ6ထိပ်ပါလို့ကျွန်တော်ထည့်ရင်းတာနော်64တွဲဗရီလေးကိုမကြိုက်ရင်နောက်စီးရီးဆွဲချပလိုက်နော်ဒီမှာလည်းကျွန်တော်တို့ဒီပထမဆုံးစခဲ့တဲ့နော်ဒီလေးထိပ်စစပို့တဲ့လေးထိပ်အဲ့ဒီလေးထိပ်ရဲ့ရင်းတိုင်းမှာဆိုတော့ဒီထိပ်တောင်သုံးလုံးကို5 6ပြီးတော့ခွန်လို့ထောင်တာအဲ့ဒီခွန်ကိုလည်းဒီခွန်ခါရင်းတိုင်းမှာခွန်ထိပ်ပါလို့လိုက်တယ်နော်သူကကိုပြေတာကြော်နော်သူလှုပ်ဆက်ရှိရလုံးဝလှုပ်တာ အဲ့ဒီခွန်ထိတ်ဒီသူ့ရဲ့ရေနိုင်၃နှစ်ကျော်မှာနောက်ပေါင်းခွန်လို့လဲလိုက်တယ်ွားပြီအဲ့ဒါမလို့ဒီလေးခါထွက်တဲ့သူ့ရဲ့မြင်းကုံမှာခွန်ထိတ်ပါလို့မယူရဲစရာဘာမှမရှိဘူးเนาะမပေးလဲတန်းတယ်ဟုတ်ပြီဗောနော်ဒါကကျွန်တော်တို့ကဒီမှာ84တွေရနော်84တွေကိုတကယ်လို့အဲကျွန်တော်ဒိတ်လေးကိုမကြိုက်ဘူးဆိုရင်84တွေကိုနောက် CD ဆွဲချပလိုက်နော် အဲ့ဒီမှာကျွန်တော်ဘာလို့ဖြစ်လဲဆိုတော့ဒီခွန်ခါပေါ့နော်ဒီခွန်ခါကသူကခွန်ခါရဲ့ယင်ဒီအောက်တပွဲကျမှာသူတုံညာထိတ်လို့တည်တယ်သူရဲ့နှက်ခတ်တုံညာထိတ်လို့တည်တယ်နော်အဲ့လိုတည်ပြီးမှသူကသူ့အောက်မှာတုံညာရဲ့ပါဝါကိုခွာငါလို့တည်တယ်နော်အဲ့မှာသူကတုံညာထိတ်တည်တော့မယ်ဆိုရင်လည်းသူ့ရဲ့ယင်ဆိုင်မှာသူကရှေးပေါင်း9ကိုရဲ့ပါဝါကိုနောက်ထောင်သုံးလုံး4အဲ့ဒီမှာ4ထိတ်လို့တည်တယ်ဒီထိတ်စုံလုံးကိုလည်း10လို့ဖြစ်တယ်နော်10လို့ပုံသေးတည်တယ် ဟုတ်ပြီအဲ့ဒီတုံညာထိတ်ကဒီကသူရဲ့ရေတိုင်း၃နှစ်ကျော်မှာ၂၀၀၃လို့တုံညာလို့သူကပြန်လာထည့်တာနော်အဲ့ဒီတုံညာကိုပဲသူရဲ့ရေတိုင်း၁နှစ်ကျော်မှာပဲ၂၀၀၃လို့တုံညာလို့ပြန်လာထည့်တယ်နော်တုံညာထိတ်ကိုပါဝါခံခွာငါလို့ခံတယ်အဲ့တုံညာကိုနောက်ထပ်တုံတုံညာလို့တဲတယ်အဲ့တုံညာကိုပဲရေထဲတစ်နှစ်ကျော်မှာထိတ်ထောင်တုံတုံညာလို့တဲတယ်အဲ့ဒီတုံညာကိုအဲ့တုံညာလို့တဲထားတဲ့ထိတ်စီးနဲ့ဒီလေးခါထွက်တဲ့ချိန်မှာဒီကခွာပေါင်းခြင်းနဲ့ဒီလေးခါကြောင့်ဒီတုံလုံးပေါင်းခြင်းစီး 4ပဲလို့သူကပြန်ထည့်တယ်အမော4ခွာခွာ30ခုနကကျွန်တော်တို့ကဒီသုံးလုံးက5ထိပ်နောက်ပေါင်း5အဲ့ငါက5ထိပ်လို့ပြန်ထည့်မှာ4ချက်နော်အဲ့မှာကျွန်တော်တို့က5 4 5ပေါ့ဗျာတစ်ပေါက်သေးပေါ့3ချက်စုံမယ်ဆိုရင်ဟုတ်ပြီဒီလိုယူတဲ့4ကိုမကြိုက်ဘူးဆိုရင်ကျွန်တော်တို့ကအဲ့4ခါရင်တော့ရင်းနိုင်2နှစ်ကျော်သွားလားအဲ့ဇောင်း2ပေါ့ကျော်တက်လိုက်ရင်ထိပ်တော်သုံးလုံးကိုဆက်ခွန်လို့ပုံတိထောင်ပြီးပရိသတ်4လို့သူကတဲပုံတိတဲထားအဲ့တဲထားတဲ့14ကိုဒီမှာ14ပရိသတ်ပါဆိုလဲဒါ14ပရိသတ်ပဲ နော်ပေါင်းခြင်းကိုမကြိုက်ဘူးပရိတ်တူပရိတ်ရွှေ့မယ်ဆိုရင်လေ16ပရိတ်ပဲအဲ့တော့၅၄၅တပေါက်သေးပါဗျာနော်ဒီပါလဲကျွန်တော်ဒီတိုင်းမယ်ဒီခွန်ခါရဲ့အော်တဘောကြောင့်မသူ့ရဲ့နှက်ခက်၃ညထိတ်၃ညထိတ်ရဲ့ပါဝါကိုခွာ၅လို့ရိုက်တယ်အဲ့လိုမြဲခင်မှာသူရှိမှဦးနာရှိပေါင်းကူပြီးတော့ရှိပေါင်း၁၀ရှိပေါင်း၁၀ရဲ့ပါဝါကိုနောက်ထောင်၃လုံး၅တယ်နော်အဲ့သူတဘောကြောင့်မှလည်း၄ထိတ်ပြီးတော့၃ထိတ်တယ်ဒီမှာထိတ်၃လုံးကို၈လို့ပုံစံစောင်းတယ် ုတ်ပြီအဲ့ဒီတုံညာထိတ်ကနေရေတိုင်းသုံးနှစ်ကျော်သွားရင်နောက်ထောင်သုံးလုံးတုံညာလို့ပြန်ထောင်းတယ်ဒီတုံညာထိတ်ရောတုံညာလို့ပြန်ထောင်းတယ်အဲ့ဒီတုံညာကိုရေတိုင်းတစ်နှစ်ကျော်မှာထိတ်ထောင်းသုံးလုံးတုံညာလို့ပြန်ထည့်တယ်အဲ့လိုထည့်တဲ့အချိန်မှာအဲ့ဒီထိထဲပထမစားတဲ့ဒီထိတ်စီးနဲ့ဒီမှာ ग्वा ग्वा ပေါင်းချင်းသုံးတဲ့ဒီလေးအဲ့လေးဒီဒီမှာလေးခါဝင်မဲ့အချိန်မှာလေးလို့ဖြစ်ရမယ်နော်အဲ့လိုပေါင်းခြင်းကိုမကြိုက်ဘူးဆိုရင်ဒီလေးခါရင်တော့ဇောင်းနှစ်ပွဲကျော်တက်လိုက်ရင်ထိထောင်သုံးလုံးဒီဆက်ခွန်ပုံတွေရှိတယ်။အဲ့ဆက်ခွန်မှာသူက ဆက်ခွန်လို့ထောင်းတော့မှာဗရိတ်ခွန်လို့ပုံတည်ထောင်းထားတာဗရိတ်ဆက်ခွန်လို့ထောင်းထားတာနော်အဲ့ဆက်ခွန်ဒီဒီမှာဆက်ခွန်ဗရိတ်အတိကျပါလို့သူကလာရွှေ့ရင်လေညီရတယ်ဒါဗရိတ်ဆက်ခွန်နော်ဟုတ်ပြီကျန်စုကျွန်တော်6 4ခွန်တပေါက်ထည့်ပေါ့နော်ခုနကကျွန်တော်တို့က9ပြီးတော့6အဲ6ကို6ထည့်လို့တယ်နောက်ပေါင်း6လို့ရိုက်6ထည့်လို့ပြန်ဝင်နော်အဲ64တွေကိုဗရိဗရိခွန်နဲ့ဆိုရင်နော်6 6 4ခွန်လို့တပေါက်ထည့်ရတာပေါ့ဒီမှာလဲကျွန်တော်ဒီတိုင်းမယ်ဒီခွန်ခါနော် တုံးကက်မြောက်ခွန်ခိုင်းအောင်မှာသူ့ရဲ့နှက်ခက်တုံညာထိတ်လိုက်တယ်တာပဲတုံညာထိတ်အောင်မှာလည်းခွာငားလိုက်တယ်တာပဲနော်အဲ့တုံညာထိတ်တယ်တော့မယ်ဆိုရင် तू ဘေးမှာ तू ကရှေးပေါင်းကို၉တုံညာတက်တက်ပြီးတော့နောက်ထောင်သုံးလုံးကိုသူ့ရဲ့ပါဝါတွေ၄၅၆ဆိုပြီးလိုက်ထောင်တာနော်အဲ့သူ့ရဲ့တပွဲကြုံမှာလည်း၄၄နောက်ပဲ၃နောက်ပဲ၂နောက်ပဲဆိုပြီးတော့မှ तू ကစီနီယာရင်းနဲ့လိုက်တာပေါ့နော် तू ရဲ့အောက်မှာလည်း तू ထီထီသုံးလုံးကိုရှစ်လို့ပုံစံစောင်းထားတယ် ပြောချင်တာဒီတုံညာထိတ်ကနေပြီးတော့ရေဆိုင်၃နှစ်ကျော်မှ၂၀၀၃လုံးတုံညာလို့ပြန်တည်တယ်ဒီတုံညာထိတ်ကြောင့်အဲ့တုံညာကိုပဲတွေ့ရေဆိုင်တနှစ်ကျော်မှ၂၀၀၃လုံးတုံညာလို့ပြန်တည်တယ်နော်အဲ့တည်တဲ့အချိန်မှာကျွန်တော်တို့ကအဲ့တည်တဲ့ထိတ်ကြီးနဲ့ဒီကခွာပေါင်းခြင်းနဲ့ဒီ၄ပထမဆုံး၄ခါဝင်တဲ့အချိန်မှာဒီ၃လုံးပေါင်းခြင်း၄ဖြစ်ရမယ်ဆိုရင်၄လေးထိတ်ရှိတဲ့အတွက်ကျွန်တော်တို့ကခွာ၁၀ဝင်မှာအဲ့မှာ၄ခါနဲ့ခွာ၁၀ကျွန်တော်တို့က၄ပြိတ်ပေါ့ဗျာအဲ့လိုပေါင်းခြင်းကိုမကြိုက်ဘူးဆိုရင်ဟဲ့၄ခါရင်တော့မှဇောင်း၂ပွဲကျော်တက်လိုက် ထွေးထောက်သုံးလုံးကိုစက်ခွန်လို့ပုံတည်ထောင်းတယ်နော်ဒီစက်ခွန်ဘာလို့ထောင်းတာလဲကျွန်တော်တို့ဒီမှာစက်ခွန်နေနော်ခွန်ရှင်းနေထိုးရဲဆိုတာသုံးလုံးပေါင်းရင်ထည်သုံးလုံးပေါင်းရင်စက်ခွန်မယ်ခွန်ရှင်းနေထိုးရဲဆိုတာလည်းသုံးလုံးပေါင်းရင်စက်ခွန်မယ်ဒီမှာခွန်ရှင်းနေဆောင်ထိုးရဲဆိုတာလည်းသုံးလုံးပေါင်းရင်စက်ခွန်မယ်အဲ့ဒါမလို့အဲ့ဒီဒီမှာစက်ခွန်လို့ထည်သုံးလုံးစက်ခွန်လို့ထောင်းပြီးတော့မှဗရိတ်လေးလို့တည်ထားတယ်အဲ့လေးဗရိတ်ကိုဒီမှာလေးဗရိတ်ပါလို့ပြန်လာရွှေ့ရင်လေလေးဗရိတ်ပဲနော်ဒါလောက်ယူထားတာတကူမှမပါဘူးနော် အမှကျွန်တော်တို့က၄ခါနဲ့ကျွန်တော်တို့က quad 30ပေါ့နော်၄ခါနဲ့ quad 30ဆို၄ break ပါပဲနော်အဲ့ဒီမှာကျွန်တော်ခွန်၄တုံးဘာလို့ရွေးတယ်ဆိုတော့ခုနကျွန်တော်တို့ကပထမကတ်မှာထိတော့ပထမဆုံးစတဲ့ဒီ၄ထိပ်ပေါ့နော်အဲဒီ၄ထိပ်ဒီထိပ်တောင်မှထိတော့တော့ငားတယ်အဲ့ငားကိုခွန်ခါရေးတိုင်းမှာငားထိပ်လို့ပြန်တယ်အဲ့ငားထိပ်ကိုဒီနေ့၃နှစ်ကျော်မှာနောက်ပေါင်းငားလို့တည်ပြီးသူ့ရဲ့မြင်းကိုမှ၄ခါထွက်တဲ့ချိန်မှာငားထိပ်လို့ပြန်ဝင်တာနော် ဒီမှာလည်းပထမဆုံးကျွန်တော်တို့ဒီစခဲ့တဲ့၄ထည့်ရည်နဲ့မှာငါးပြီးတော့ထည့်တော်သုံးလုံး၆တဲ့အဲ့၆ကိုခွန်ခါရည်နဲ့မှာ၆ထည့်လို့တဲ့အဲ့၆ထည့်ကိုရည်တဲ့၃နှစ်ကျော်မှာနောက်ပေါင်း၆လို့ပြန်ထည့်အဲ့ဒီနောက်ပေါင်း၆ကိုပဲဒီမှာ၄ခါထွက်တဲ့ချိန်မှာ၆ထည့်လို့ပြန်ဝင်မှာနော်အဲ့ဒီကျွန်တော်တို့သုံးကတ်မှာဒီ၄ထည့်ကနော်ဒီ၄ထည့်ရည်နဲ့မှာထည့်တော်သုံးလုံးဒီ၅၆ခွန်လို့ဆက်ထောင်တယ်အဲ့ခွန်ကိုပဲဒီခွန်ခါရည်နဲ့မှာခွန်ထည့်လို့ပြန်တယ်ဝါးအဲ့ခွန်ထည့်ကိုပဲရည်နဲ့၃နှစ်ကျော်မှာ နောက်ပေါင်းခွန်လို့သူကပြန်ထည့်သွားတာဖြစ်တဲ့အတွက်အဲ့ဒီခွန်လေးကိုခွန်သုံးချက်ထောက်ထားတာဖြစ်တဲ့ဒီလေးခါပထမဆုံးလေးခါထွက်တဲ့အချိန်မှာခွန်ထိတ်လို့မထည့်ရဲတဲ့ဟာဘာကြောင့်မှမရှိဘူးနော်အဲ့မှာကျွန်တော်တို့က guard 10ဆိုရင်လည်း guard 10ဆိုရင်လည်းခွန်လေးတွဲကို guard 10ဆိုရင်လည်းခွန်လေးတော့ခွန်ရှင်းနဲ့ဇောင်းထိုးကမလို့ထိတောင်သုံးလုံး73 79လို့ပုံတိထောင်တဲတဲ့လေးပရိတ်ကိုလေးပရိတ်လို့ရွှေ့မယ်ဆိုရင်လည်းခွန်လေးတော့နော်အဲ့မှာလို့နီးရတော့ဒီခွန်လေးတော့ဘလူးပဲဖြစ်ဖြစ်အော်ရမှာနော် အပိုင်တော့မရှိဘူးကိုကြရင်ကိုချမကြရင်မချနဲ့နော်ဒါကတော့သူကတူပေးတာတော့အဲ94ဒွဲလဲပေးတယ်၄ခါနဲ့ဂွား30လဲပေးတယ်နော်အဲ့မှာကျွန်တော်ခွန်လေး၃ဝအဓိကကြိုက်တယ်ပြီးရင်ကျွန်တော်၅လေး၅ကြိုက်တယ်၃ညာလေး၃ညာကြိုက်တယ်နော်အတတရဟာရီကတော့ဒါလေးပေါ့ဗျာနော်ဒါတော့ကိုကကိုကိုစစ်နဲ့ကိုထိုးကြပေါ့တစ်ခေါက်ပြန်ရှင်းပြမယ်နော် တုံညာဖြစ်ချင်းတုံးနေစရိုက်တယ်ခွန်ရှင်းနေလို့ဇောင်းလိုက်ထိုးတယ်အဲ့ဒီထဲမှာနှစ်ခါကိုနှလုံးကစားတယ်နောက်ဆုံးနှစ်ခါတုံးမှုလူတဲမြောက်နှစ်ခါအဲ့လိုကစားလိုက်တာနဲ့နောက်ထပ်သုံးလုံးပုံသေး၆တယ်သူ့ရဲ့ရင်ဆိုင်မှာ၃ထိတ်တည်တယ်၃ထိတ်ရဲ့ဆောင်မှာ၄ထိတ်ဒီပုံသေးလိုက်ရင်သူ့ဘောမှာခွန်ထိတ်နဲ့ကနန်းအဲ့ခွန်ထိတ်နဲ့ကနန်းဒီသူ့ဘောမှာထွက်ပြီးသားကနန်းတစ်ခွက်တနည်းအားဖြင့်ပြန်ကြကနန်းဖြစ်ရမယ်ဒီ၄ထိတ်ဒီဒီကပို့တဲ့၄ထိတ်အဲ့လေးထိတ်ကိုဒီမှာလေးခါလို့ရိုက်ဖို့အတွက်ပထမဆုံးလေးခါလို့ရိုက်ဖို့အတွက်သူ့သောမှာနောက်ဆုံး၃ခါရှိရမယ် သူ့ရဲ့အချိန်တိုင်းမှာခွန်ခါပုံတွေရှိရမယ်နော်အဲ့ဒီမှာကျွန်တော်တို့ကဒီပိုးစပိုးတဲ့ဒီလေးထိပ်ဒီရင်ဆိုင်မှာဒီသုံးလုံး၅ဒီခွန်ခါရင်ဆိုင်မှာ၅ထိပ်လို့လိုက်တည်တယ်အဲ့၅ထိပ်ကိုပဲရင်ဆိုင်သုံးနှစ်ကျော်မှာနောက်ပေါင်း၅လို့ဆက်တယ်ပါလို့အဲ့၅ဒီပထမဆုံး၄ခါကြားတဲ့ချိန်မှာကျွန်တော်တို့က၅ထိပ်ပါလို့ပြန်ဝင်မှာနော်အဲ့ချိန်မှာဒီ၃ည၃ည၃ပါပါခွာ၅လို့တည်တယ်ဒီ၃ည၃ကို2003လုံး3ညအဲ့3ညကိုထိတော့3လုံး3ညအဲ့3ညဖြစ်တဲ့ဒီ၄ထိတ်နဲ့ဒီကွာပထမဆုံး၄ခါကြားတဲ့ချိန်မှာ ဒီခွာပေါင်းနဲ့ဒီ၄လို့ပုံစံဖြစ်ရမယ်ဆိုရင်၄ခါနဲ့ခွာ30အဲ့မှာကျွန်တော်5 54တွဲရ5 45နော်ဒီလိုပေါင်းခြင်းကိုမကြိုက်ရင်ဒီ၄ခါရင်တော့ဇောင်းနှစ်ဘွတ်ကျော်တက်လိုက်ရင်ခွန်၈နှစ်ဒီခွန်၈နှစ်ပုံစံဆောင်းတာဒီစက်ခွန်အဲ့စက်ခွန်ဒီထိတော့တုံးစက်ခွန်လို့ပုံစံထောင်ပြီးဗရိတ်၄လို့တည်ထားတယ်အဲ့တည်ထားတဲ့ဗရိတ်၁၄ကိုဒီမှာဗရိတ်၁၄ပါလို့ရွှေ့ရင်လေပေါင်းခြင်းမဟုတ်တဲ့ဗရိတ်နဲ့လည်းကြိုက်တယ်နော်အဲ့မှဒီမှာ5 45တပေါက်သေးနော် အဲ့မှာတော့အထောက်တရအများကြီးပေါ့ဗျာဒီသုံးလုံးဒီမှာထောင်ခဲ့တယ်နော်သုံးလုံး6ကဒီမှာနောက်ပေါင်း6နောက်ပေါင်း6ကိုအဲဒီနှလုံး6တာလို့နော်အများကြီးပါပဲဒါဒီ frame မှာပြောရင်မကုန်နိုင်ဘူးနော်ဒါ final လေးမှာကျွန်တော်မီနီ20ပြည့်တော့မှမဟုတ်လို့နော်ဒီမှာကျွန်တော်တို့၃ညဖြစ်ချင်း၃ချက်တည်တယ်အဲ့မှာခွန်ရှင်းနဲ့ဇောင်းလိုက်ထိုးတယ်နော်ထည်သီးဇောင်းလိုက်ထိုးတယ်အဲ့ထိုးတဲ့သူကအဲ့နေ့ထဲမှာနောက်ဆုံးနှစ်ခါတမို့ဒုတိယမြောက်နှစ်ခါကစားရတယ်နောက်တော့ဆိုလို့ပုံစံ6တယ်သူ့ရဲ့ဇောင်းမှာ လေးတုံးထိပ်ပြီးလေးထိပ်လေးထိပ်ရဲ့ဆောင်မှာလေးထိပ်ဒီပုံစံလိုက်ခဲ့ရင်အဲ့လေးထိပ်ဒီဒီကပူတဲ့လေးထိပ်ပထမဆုံးနော်ဒီကဆပ်ပူတဲ့လေးထိပ်အဲ့လိုလိုက်ခဲ့ရင်သူ့အောင်မခွန်ထိန်တဲ့ခဏတကွထွက်ရမှာခွန်ထိန်ဒီပုံစံနဲ့ထွက်ရမှာအဲ့ခွန်ထိန်ရဲ့ပုံစံသူ့ပေါ်မှာထွက်ပြီးတဲ့ခဏတကွဖြစ်ရမှာတနည်းအားဖြင့်ပြန်ကြာခဏဖြစ်ရမှာနော်အဲ့လေးထိပ်ကိုကျွန်တော်တို့ဒီမှာလေးခါလို့ပထမဆုံးလေးခါလို့ပို့ချင်တာအဲ့လိုပူပူတဲ့သူ့ဆောင်မှာနော်ပထမဆုံး၃ခါပြီးတော့ပထမနောက်ဆုံး၃ခါပြီးတော့နောက်ဆုံး၂ခါလို့ထောက်ထားရမှာ သူနဲ့ကြိတ်ခဲမှလည်းခွန်ခါရှိရမှာနော်အဲ့မှာထိတ်ကြီးကိုဘယ်လိုထည့်လဲဆိုတော့ဒီစပိုးတဲ့၄ထိတ်ကနေပြီးတော့ဒီမှာထိတ်တဲ့၃လုံး၅ပြထိတ်တဲ့၃လုံး၆လေအဲ့၆ကိုခွန်ခါရရင်တိုင်းမှာ၆ထိတ်လို့ပြန်လာတည်တယ်အဲ့၆ထိတ်ကိုပဲရင်တိုင်း၃နှစ်ကျော်မှာသူကနောက်ပေါင်း၆လို့တည်တယ်အဲ့လားမလို့၆ဖြစ်ချင်း၃ရက်ထောက်ပါလို့ပထမအောင်၄ခါထွက်တဲ့ချိန်မှာ၆ထိတ်နဲ့ပါလို့ကျွန်တော်ကထည့်ချင်တာနော်အဲ့ဒီမှာဒီ၃ည၃ညထိပ်ဒီ၃ညကို၃ညထိပ်ကိုနောက်ထပ်၃လုံး၃ညလို့ထောင်းတယ်ထိတဲ့အောင်၃လုံး၃ညလို့ပြန်ထောင်းတယ်အဲ့ထောင်းတဲ့ဒီထိပ်နဲ့ ကွာပေါင်းခြင်းနဲ့ဒီပထမအောင်လေးခါထွက်တဲ့ချိန်မှာလေးဖြည့်ရမယ်ဆိုရင်လေးခါလေးခါနဲ့ကွာသုံးအဲ့လိုမှမကြိုက်ဘူးဆိုရင်ဒီလေးခါရင်ဇောင်းနှစ်ပွဲကျော်တက်လိုက်ရင်ခွန်ရှင်းနဲ့ဇောင်းထုပုံသေးဇောင်းထိုးရဲစနစ်မှုလို့ထိထောင်သုံးလုံးကိုဆက်ခွန်လို့ပုံသေးထောင်ပြီးခွန်ပလေးတို့တဲတယ်အဲ့တဲတာတဲ့ဆက်ခွန်ပလေးကိုဇောင်းနှစ်ပွဲကျော်မှာဆက်ခွန်ပလေးပါဆိုရင်လည်းဒါကြိုက်တယ်နော်ဒီမှာကတတိယကက်ကကျွန်တော်ဒီမှာ၃ညဖြစ်ချင်းကို၃နှစ်တည်းဆက်တည်တယ် ဲ့နေ့ထဲမှာလဲခွန်ရှင်းနေဆောင်ထိုးတယ်နော်ခွန်ရှင်းနေပဲဆောင်ထိုးတယ်သုံးလုံးပေါင်းရက်ခွန်ပါဗျာပုံသေးပေါ့အဲ့မှာသူကအဲ့နေ့ထဲမှာနှစ်ခါနှလုံးမကစားတယ်ပထမဆုံးဒုတိယမြောက်နှစ်ခါသုံးမို့နောက်ဆုံးနှစ်ခါကစားလိုက်တာနောက်ဆုံးသုံးပုံသေး၆တယ်သူရဲ့ရေထဲမှာ၃ထိတ်၄ထိတ်၅ထိတ်လို့ခံပြီးတော့မှဒီမှာ၄ထိတ်ဒီကိုကစားတယ်အဲ့လိုကစားခဲ့ရင်သူ့အောက်မှာထွက်တဲ့ဟာဒီခွန်ထိတ်နဲ့ကနန်းဒီသူ့ပေါ်မှာထွက်ပြီးသားကနန်းတစ်ခွက်ဖြစ်ရမယ်တနည်းအားဖြင့်ပြန်ကြကနန်းဖြစ်ရမယ်နော် အဲ့လိုအဲ့ဒီလေးထိပ်ကိုအဲ့လေးထိပ်ကဒီကပို့တဲ့လေးထိပ်အဲ့လေးထိပ်ကိုဒီမှာကျွန်တော်တို့ပထမဆုံးလေးခါလို့နှမ်းရိုက်ချင်တာဂျင်ကိုက်ကိုအဲ့ဈောင်းမှာရှိတဲ့အဲ့ဈောင်းမှာဒီသူကပထမဆုံးနောက်ဆုံး၃ခါ၂ခါပြီးတော့တစ်ခါလို့ခံထားရမှာအဲ့ဒါမှရရဲမှာနော်ဒီနေ့ထဲမှာလည်းကျွန်တော်တို့ကတစ်ခါလေးတစ်ချက်ပဲထွက်တာဖြစ်တဲ့ဒီပွဲမှာလေးခါပထမဆုံးလေးခါကိုရိုက်ကိုရိုက်မှာသူနဲ့ဂျင်ကိုက်မှာလည်းခွန်ခါထောက်ထားတယ်နော်အဲ့ဒီမှာထိပ်စည်းကိုဘယ်လိုသွင်းလဲဆိုတော့ဒီပို့ဆပ်ပို့တဲ့လေးခါရင်ဆိုင်မှာသူက လေးထည့်ရဲ့ရေတိုင်မှာထိတောင်သုံးလုံးကို9 6ခွန်လို့စက်ထောင်းတယ်အဲ့ခွန်ကိုပဲဒီခွန်ခါရေတိုင်မှာခွန်ထည့်လို့ပြန်တည်တယ်အဲ့ခွန်ကိုပဲရေတိုင်သုံးနှစ်ကျော်မှာနောက်ပေါင်းခွန်လို့ပြန်ထည့်တယ်အဲ့ဒီခွန်ကိုကျွန်တော်တို့ကပထမဆုံး၄ခါထွက်တဲ့ချိန်မှာခွန်ထိတ်ပါလို့ရိုက်ကိုရိုက်မှာအမို84တွဲ၄ပရိတ်ကိုကြိုက်ရင်နောက်စီးဆွဲအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအခုဒီ၃ညထိတ်ဒီ၂ထောင်သုံးလုံး၃ညလို့ဒီမှာလာထောင်းတယ်အဲ့၃ညအဲ့၂ထောင်သုံးလုံး၃ညကိုထိတောင်သုံးလုံး၃ညလို့ပြန်တည့်အဲ့ထဲတဲ့၄ထိတ်နဲ့ဒီက ပြောင်း၄ခါကြတဲ့အချိန်မှာကွာပေါင်းချင်းနဲ့ဒီ၄လို့ဖြစ်ရမယ်ဆိုရင်လေကွာ၁၀ထွက်ရမယ်နော်အဲ့ဒီပေါင်းချင်းကိုမကြိုက်လို့ရှင်လေကျွန်တော်တို့ကဒီ၄ခါရင်တော့မှဈောင်းနှစ်ပွဲကျော်တက်လိုက်ရင်ဒီခွန်ရှင်းနှစ်ဆိုတာသုံးလုံးပေါင်းချင်းခွန်မလို့သုံးပေါင်းဆက်ခွန်မလို့ဒီဆက်ခွန်လို့ထောင်ထိထောင်သုံးလုံးကိုဆက်ခွန်လို့ထောင်ပြီး၄ပြိတ်တွေ့တယ်အဲ့၄ပြိတ်ကိုဈောင်းနှစ်ပွဲကျော်မှာ၄ပြိတ်ပါလို့ရိုက်မယ်ဆိုရင်လေဒါ၄ပြိတ်ပဲနော်အဲ့မှာ၄ပြိတ်ကိုအနီးကပ်နဲ့ကျွန်တော်၃ချက်ထောက်ပြီး၄ချက်ရိုက်ပေးထားတဲ့စနစ်တစ်ခု ဲ့မှာဖိုင်တင်ထားပြီးတယ်နော် MOD ပွဲမှာကျွန်တော်၄ break တွေပဲယူတာနော် MOD နောက်ဆုံး final ဖြစ်၄ခါနဲ့၄ break ခုန်၄၃ကိုယူပြီးလိုက်ပါပြီနော်ကဲအားလုံးကိုလည်းပါ